ဥပဒံအစွဲလမ်းများကိုဖယ်ရှားပါ။ပြားစစ်ကိုကိုယ်ွယ်လူတိုင်းသည် ပါတာဆွဲ၊လူမျိုးဆွဲ၊ပုပ်ကိုဆွဲ၊ဂိုင်းကနာဆွဲ၊ဝါဒဆွဲ၊ဒေတာဆွဲ၊မြို့ပလာဆွဲများကိုဖယ်ရှားဖို့ရလိုအပ်ပါတယ်။ထို့အစွဲလမ်းများက လူသားများကိုငရဲသို့ပို့ဆောင်နေသော အစွဲလမ်းများပင်ဖြစ်ပါတယ်။ထိုဥပဒံအစွဲလမ်းများကြောင့်အချို့သောသူတို့ဒီနတ်များအချို့တို့ဒီလူများအချို့တို့ဒီတရိတ်ဆန်များ အချို့တို့သည်လူလက်ပြေးပြုတ်လုံသောအရာများအချို့တို့သည်တဘာဝမှရရှိသောအရာများဖြစ်တဲ့နေလမိရင်ညောင်ပင်ကြောက်ဆောင်ကြောက်တုံးတစ်ပင်ဝါပင်စသည့်အရာများ အချို့တို့သည်တည်သွားခဲ့သောသူများ၏ဝိညာဉ်များကို ကိုးကွယ်နေကြပါသည် အချို့တို့သည်အတဟိတနောနာထော ကိုလှုပ်မှကိုရတယ်ဆိုပြီးမိမိကိုကိုမမီကိုကိုွယ်နေကြပါတယ်လူအချို့တို့သည် ထိုသို့သောကိုကိုွယ်မှုသည်မှန်ကန်သည်ဟုယုံကြည်နေကြပါတယ်ပိုးဖလံမျိုးမိကိုတို့ဆိုတကယ်တို့ဖះအစ်စ်မဟုတ်သောအရာများကိုကိုကိုွယ်နေခြင်းသည်တန်ငြဲမိသေးတို့တိတိကြီးနှင့်ဒူး၍တွားနေကြခြင်းပင်ဖြစ်ပါတယ်ကြည်နော်ဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေကိုသုံးပြီးတော့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးသူတို့ဘာသာကိုဆွဲသွားတာ ဒီဥပါဒံတရားတို့အတ္တဟိအတ္တနောနာထောတို့ဆိုတာဟာဗုဒ္ဓဘာသာရဲ့အတုံးနှုံးတွေဖြစ်တယ်ဆိုတာကိုအားလုံးသိကြတယ်နော်ဥစဉ်ကလေသူတို့ဘာဘာသာကိုတိုက်ခိုက်တဲ့ဖုန်ကြီးမဟုတ်ဘူးကိုယ့်ဘာသာရေးအကြောင်းကိုပဲကိုပြောတဲ့ဖုန်ကြီးဖြစ်တယ်သို့တော့ကိုယ့်ဘာသာကိုစော်ကားတိုက်ခိုက်လာပြီဆိုရင်တော့တုတ်ပြန်တတ်တယ်နော်အခုလဲတုတ်ပြန်မှာဖြစ်တယ်သူပြောထားတဲ့အချက်ကိုကြည့်လိုက်ပါပထမဦးဆုံးအချက်မှာဥပါဒံအစွဲတရားကိုဖယ်ရှားဖို့ပြောတယ် နောက်ဆုံးမှာသူတို့ဖះကိုမကိုးကွယ်ပဲနဲ့တခြားအရာတွေကိုကိုးကွယ်ရင်ငရဲကြမဲ့ပုံစံပြောတယ်။အဲ့ဒါဥပါဒံအစွဲပဲလေ။ကိုကိုတိုင်ကမှဥပါဒံအစွဲတရားမกินပဲနဲ့သူတစ်ပါးကိုဥပါဒံအစွဲတရားกินဖို့ပြောတာဟာလွဲမနေဘူးလား။ဟွန်း။နောက်ပြီးအတ္တဟိအတ္တနောနာထောဆိုတဲ့ပုဂ္ဂိုလ်ကြည့်ပါ။အတ္တဟိအတ္တနောနာထောဆိုတာကိုလုံးမှကိုရတယ်လို့သူကအထိပယ်ပြန်သွားတယ်။အဲ့ဒါမပြည့်စုံဘူးနော်။ အတ္တဟိအတ္တနောနာထောဆိုတာမိမိရဲ့ကံညာဝရိယတွေကိုအာကိုခိုင်းတာတည်ရင်ပြစ်လိုက်ရမယ်ဒီခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ဘူးနော်မိတိဘာသာဝင်မိတိလူမျိုးပဲဖြစ်ဖြစ်တတဝါတိုင်းတတဝါတိုင်းဟာမိမိရဲ့ကံညာဝရိယအပေါ်မှာပြီးပြီးနေကြရတယ်မိမိရဲ့ကံညာဝရိယနဲ့လူကင်းပြီးနေလို့ရတဲ့တတဝါရဲ့လို့မရှိဘူးနော်ဘုရားရဲ့တရားတော်တွေဟာလေအမတန်မှနည်းနည်းပါတယ်ဘလောက်အထိနည်းနည်းသလဲဆိုရင် ဗုဒ္ဓဘာသာဝင်ပါဆိုတဲ့သူတချို့တောင်မှဗုဒ္ဓရဲ့တရားတော်တွေကိုမသိတာအများကြီးရှိတယ်။တခြားဘာသာဝင်ကဗုဒ္ဓရဲ့တရားတော်တွေကိုပုံစံအောင်သိဖို့ဆိုတာအဝေးကြီးနော်။